အားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူရှင်မရေးသားထားတဲ့တစ္ဆာဖြစ်တာစီစဉ်ဈေးဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးကြပါတယ်ခင်ဗျာခန်းစားနားဆင်ပေးကြပါအောင်ခင်ဗျာ အခန်းတဒီကိစ္စလုံးဝမပြေနိုင်ဘူးတကူမပြေနိုင်လို့ဖြစ်ကိုမဖြစ်တာပဲတားမြစ်လို့သူရှစ်ဆက်လို့သူ စက်ဒီစပွဲရဲ့တစ်ဖက်တစ်ချက်မှာဖြက်ကနေထရလိုက်တာချင်းကတပြိုင်နဲ့ဒေါ်သက်သက်ပိုင်မျက်နှာထက်မှာတကုတ်မြေဝုန်းတွေစူးစူးနေနေရှိနေပါရဲ့တဖြည်းဖြည်းလက်နေသည်စေနကအယောင်ထဲဒေါ်သက်သက်ပိုင်မျက်နှာကအယောင်ပို၍လက်နေသည်နဲ့လုံးဝကြာစင်းမခံနိုင်ပါသည်တိတ်ခါတရားများကုန်းတနာဆွေမျိုးစုစတဲ့မန်မာနာများ အားလုံးသောတောင်တွေကိုဒေါ်သက်သက်ပိုင်မျက်နှာမှာတွေ့နေရပါတယ်။သူလွန်စွာမုန်တီဆက်ဆုပ်ခဲ့သောဒီမျက်နှာသားမျိုးဒီလိုဇရိုက်ဘာသာမျိုးသူ့ဘော်ဆက်ဆံခြင်းမျိုးအားလုံးအားလုံးကိုသူမုန်းတယ်။ပြင်းပြင်းထန်ထန်နာကြီးတယ်။ဒီလိုဘဝဒီလိုအပျော်တွေကလွတ်မြောက်ဖို့သူ့အသက်နဲ့တည်းများစူးစမ်းရင်းနှီးခဲ့ရတာ။ခုဒီမျက်နှာမျိုးနဲ့ဒီစကားတွေကို လာရောက်ပြောဆိုနေသူသည် သူ့ဂျေဆုရှင် ကျွေးတဖခင်ဆရာဦးဆက်ပါ၏ညီမအရင်တယောက်သာမဟုတ်ခဲ့ဘူးဆိုပါလေမင်းကငါ့ကိုရိုက်သားပစ်ချင်နေတဲ့မျက်နှာထားမျိုးနဲ့ကြည့်နေရလားတကောစောစောကအန်ဒီပြောခဲ့တဲ့စကားကို ပြန်ရုပ်သိမ်းပေးပါဘာပြောလဲကွာဒေါ်သက်သက်ပိုင်စပွဲပေါ်ကသူ့ပိုက်ဆံအိမ်ကိုကောက်၍လက်နှစ်ဖက်ကိုဖွားဖွားလေးပိုက်လိုက်ပါဆုံးဖြတ်ပြီးတော့အနိုင်ရပြီးတော့မျက်နှာထားမျိုးနဲ့ နှခမ်းတို့ကပြောရုံတမ်းပါတယ်ဒီအင်ကြီးဟာပိုင်ဂေဟာရဲ့အဆက်နွယ်တယောက်ဖြစ်တဲ့ငါ့ကိုဦးဆက်ပိုင်အိမ်ဒေါ်သက်သက်ပိုင်စကားရ၍တကွန့်ကိုဆွေကနေဝေ့ကြည့်ပါတယ်မြေခိုးမှာအထင်သေးခြင်းတို့ကအဖြစ်ငါတို့မျိုးရိုးဂုံသိခါကိုမင်းထက်တွေ့တည်ဆုံးသွားတဲ့တက်လျာဆိုတာကမင်းညမဖြစ်နေပေမဲ့တူလာခဲ့တဲ့ဘဝကိုပြန်စင်းစားမယ် ။တလောက်လား။တလောက်စမ်းပွင့်ပြီးတော့ယောက်ျားတကာရဲ့အန်ဒီတဲ့။တော်တော့ငါလည်းပြောရတာပစားထဲမှာခိုးလို့ခိုးလို့ပါပဲ။ဒီတော့မင်းနဲ့တို့ရဲ့ပတ်ဝန်းကျင်မှာတည်နေတဲ့မင်းညီမရဲ့ဆာမနာကိုဒီအိမ်ဒီချန်ဝန်းထဲမှာခေါ်ယူကျင်းပဖို့အစီအစဉ်ကိုမင်းဖျက်ပြရမယ်။တကွမျက်နှာဝှက်စနေလို့တွတ်တွတ်ရဲနေပါလေ။မေဂျော်ကြီးတွေထောင်ထနေရကအချင်းသား သူကြီးရဆုံးသောညီမလေးတလောကလုံးမှာမမေမွေးပြီးခဲ့တာဒီညီမလေးတယောက်တယ်မထင်မှပဲနဲ့လောကလည်းမမောင်နှမနှယောက်လည်းကြံခဲ့ရမှာကံကြမ္မာက သူတို့မောင်နှမကိုရဲ့ရဲ့ဆက်ဆက်ပဲထက်ခွဲခဲ့ပြန်ပါတယ်ညီမလေးကခုနှစ်နှစ်သမီးတကွန်ကဆက်နှစ်နှစ်သားညီမလေးဘယ်ရောက်သွားမှမသိသလိုဦးဆက်ပိုင်လက်ထဲသူရောက်ခဲ့ရတာရိညီမလေးကို သူပြန်တွေ့တော့မိမပြက်ကလေးတွေစုဝေးရာ ထောင်ငန်းတစ်ခုထဲမှာမင်းတို့အကိုလေးကသားအဖြစ်မွေးစားခဲ့ပြီမဲ့ဒီမှာအန်ဒီသက်ပြောအခုအန်ဒီသက်ပြောခဲ့တာတွေဟာပိုင်ကေရအတွက်လားမြိုင်ကေရအတွက်လားအန်အောရင်းနေတူဒေါ်သက်သက်ပိုင်ဖြက်ခနဲ့ကြည်ပါလေဩအသံခန့်ညင်နေဒီမထင်ရွေ့ စတီဘောမှာခတ်တောင်ပြန်ထိုင်ပါလေ။မြန်ရိတ်မြို့အတွက်ဆိုရင်မင်းတဘောလောက်ခွင့်ရှိရလို့ဆိုလိုချင်တာလား။ပိုင်ခင်ရအတွက်ဆိုရင်တော့အန်တီသက်ရဲ့တားမြစ်လိုချင်တွေအားလုံးတည်ပြီးတော့ဒီနေရာကနေပြန်သွားပါအန်တီသက်။ဘာဖြစ်လို့လဲဆိုတော့ဒီနေရာမြန်ရိတ်မြို့ဖြစ်နေလို့ပါပဲ။မြန်ရိတ်မြို့ကပိုင်ခင်ရရဲ့အရှင်သခင်ပိုင်နဲ့ရိတ်မြို့မလို့ ငါတို့မှလုံးဝပတ်သက်ခွင့်ရှိသေးတယ်ဆိုရင်ရောလေးလေးဆဲရပိုင်ကီယာနဲ့လုံးဝပတ်သက်မှုမရှိတော့ဘူးဆိုတာနှစ်ပေါင်းများစွာတည်းကသူ့ရင်ထဲကခံစားချက်တချို့ကိုဖွင့်ရပြောခဲ့ဘူးလေဒါကြောင့်သူ့နာမည်တော်မှဆက်တလုံးနဲ့ယူထားခဲ့တာပဲဒါဒိုမီတာစုကိစ္စမင်းဘာမှဝင်ပြီးတော့စွန့်ဖက်ခွင့်မရှိဘူးအခုကျွန်တော်ရဲ့ကိုကြီးကိုတာကိစ္စကိုလည်းအန်ဒီတို့ဝင်ပြီးတော့မစွန့်ဖက်ပါနဲ့ ်ဟဲ့မဆွက်ဖက်လို့ဖြစ်မလားမင်းကတော့တသက်လုံး꽌နေခဲ့တသက်လုံးပြည့်စည်ပြီးသားဖြစ်နေတဲ့ညီမတယောက်ကိုတရက်နေ့ရက်ထဲပြန်တွေ့ပြီးတော့အလောင်းဖြစ်နေမှာမင်းကိုတသက်လုံးကျွေးမွေးဆောက်ရှောက်ခဲ့တဲ့ကိုကျေးဇူးရှင်ရဲ့ဂုံသိက္ခာညိုးနှောင်းမင်းလုံးတော့မယ်မို့လားအကိုလေးကျေးဇူးတွေမေ့ပြတော့မယ်မလားဒီမားတကုံမင်းပြောသလိုပေါ့လေဒီနေ့ဟာမြန်ရိတ်ငွေကိုဖြစ်နေတဲ့အတွက်မင်းဆန္ဒကို မင်းရောက်စီစဉ်နေပါတယ်။ဒီနေ့ဆိုတဲ့အချိန်ဟာမင်းရဲ့အကိုလေးပေါ်မှာထားတဲ့မြစ်တာနဲ့တစ္ဆာတရားကိုပြ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 ပေါ်ထုတ်ရမယ်နေ့ပဲလို့တို့ဆောက်ကြည့်မယ်။ထရလိုက်ပြီမ။ကြံခဲ့သည့်လက်ကင်ဘွားကိုပြန်ကောက်ယူပါတယ်။ပြီးတော့တင်းမှာခက်ထက်စွာရက်နေစဲဖြစ်သည့်သူ့ကိုတောက်ပတ်သောမျက်ဝန်းများနှင့်စိုးနေစွာတစ်ချက်ကြည့်၍ခြာခနဲ့လက်ထွက်သွားလိမ့်ပါတယ်။တော်သက်သက်ပါ၏မျက်ဝန်းထဲမှာဆူလက်ဆောက်မျက်ရည်စာများကို သူအသေးချာမြင်လိုက်ပါရဲ့အရှုံးပေးခြင်းဆိုသည် မျက်ရည်များမဟုတ်နိုင်ခံရခဲ့လွန်စွာအထင်သေးမုန်းတင်းခြင်းများစွာနဲ့ပြီးတော့သက်ဆိုင်သူဟူယူဆရပါလေအရှုံးပေးရပြီကောဆိုသည်ယူကြုံးမရမာနများစွာနဲ့ယူစိတ်လာသည့်မျက်ရည် များမှာတပါတခြားမရှိနိုင်ပါရဲ့စီဂရက်တို့သည်ဘယ်ချိန်ကလေးကလောင်မြိုက်ကုန်ကန်းလေသည်မသိပူနှင်းနှင်းအငွေ့ပါသည် ပူချစ်ချစ်ဖြစ်လာမှသူငုံကြည့်ပြပါရင်စီဂရက်ကအစီကံထိတိုလာနေပြီလက်ညိုးနဲ့လက်မလေးအနှဲငယ်ညွတ်ရဲစက်ကနေတောက်ထုတ်ပြစ်လိုက်ပါရင်မျက်ခင်းစင်းစင်းချောင်းမှကြာသွားရင်မိကိုပြပြလေးတွေလွတ်ကနေတစ်ချက်တက်နေစေသူကြောင်ငင်းသောမျက်ဟိုးများနဲ့စီဂရက်တို့လေးကြာသွားရကိုလိုက်ကြည့်နေမိပါရင်မင်းနဲ့အနှဲငယ်တွင်စီဂရက်စီမှလွန့်တက်နေသည့်မိကိုပြူလေးများကွယ်ပြောက်သွားပါရင် စီဂရက်မီကိုတေးသွားပြီလားသူ့ရင်ထဲမှာဝေဒနာဆိုင်ခဲများသည်စီဂရက်လေးတောက်ထုတ်ပြစ်နိုင်တယ်လို့အလွယ်တကူဆွဲထုတ်ဖြောက်ပြက်ပြစ်လို့ရနိုင်ပါမလားရရင်ကို မီးဦးပြားလေးတွေလို့မင်းနဲ့နဲငယ်တွေသို့မဟုတ်ကာလနဲငယ်တွေပြေးဖြောက်သွားနိုင်မလားနေပေါင်းကြာရှည်စွာယူဆွဲနေပြီဖြစ်တော့သူ့နှလုံးသားနှုတ်နှုတ်ထဲမှာနာကြီးမှုတွေလူတွေကိုတကုံမုံးပါတယ်လူတွေဘာကြောင့် ငွေနောက်ကိုတကောက်ကောက်ပါနေကြတယ်လေအရာကိုပဲအမုံဆုံးဆယ်နှစ်နှစ်သားလောက်က သူ့ဘဝသည်လွန်စွာကြမ်းတမ်းလာပါတယ်အခုသူ့ဘဝကကုမ္ပဏီပိုင်ရှင်လုပ်ငန်းရှင်တထေးကြီးဦးတကွန်ဆယ်နှစ်သားဘဝကတကွန်အပေါ်လူတွေချိုးချိုးပဲပဲဆုပ်ဆုပ်ပြပြနှိတ်ချဆက်ဆံခဲ့တာရိချစ်တော်ညီမလေးခင်ဗျာပါဇတဲ့သွင်းမဲ့ထမင်းလုံးပင် ပြုတ်ကြသွားရရှောင်းနှိတ်ဆက်ခံခဲ့ရသည်ဗောအတော်အရင်ကောက်ကြီး နေချဆက်ဆံမှုကိုသူတို့မောင်တော်မအလူလဲခံခဲ့ရတာပါကောင်းကောင်းကြီးမှတ်မိနေပါလေညမလေးကခုနှစ်နှစ်သူက7နှစ်သားလေဖေဖေကအရင်ဆုံးသွားပြီးတော့မေမေပါရှေ့စစ်နောက်စစ်ဆုံးသွားပါလေတကုံးတို့မိသားစုဟာမြို့ကြီးကတထေးတွေလိုတိုက်ကြီးကားကြီးနဲ့မနေနိုင်ပေမဲ့ကိုရွာကိုဒေသမှာတော့တထေးစရင်ဝင်နေပါဖေဖေကစစ်မှုတဲအောင်တူ လက်ရှိအလုပ်ကတော့ဆက်လက်ကြီးနှစင်းပိုင်ဆိုင်၍ဖေဖေကိုယ်တိုင်ဦးဆောင်ကကုံပစ္စည်းကိုအယောင်းဝင်လုပ်ပါတယ်။ကံလေးကလိုက်၍ရှာသမျှပိုက်ဆံတွေကဖွေးကနေဖွေးကနေဝင်နေပါတယ်။သားနဲ့သမီးဆိုရင်တုံနေအောင်ချစ်လိုက်ကြတာ။သူများတွေနှခမ်းမဲ့လာကြသေးတယ်။တို့သားကြီးကိုကြည်စဲနေရဲ့။နဖူးကြည်ကြနဲ့မျက်ခုံးကြီးတွေကနဲတာလားကွာ။တော်တော်ခန့်နဲ့ကောင်းကြီးပဲနေရဲ့။အသားကတော့ ကိုနဲ့တူလို့မဲတယ်မျက်လုံးတွေနာတာတွေကမအေဘူးဆိုတော့အသားမဲပေမဲ့လဲချောမယ်ကောင်းကွာအကိုတောင်လို့အကိုကချောတယ်ထင်တာများလားသူများကတော့မီးငယ်လေးကချောတယ်တဲ့ตาကြီးကကလားချီးတဲ့တော်စမ်းပါကွာကြည့်စမ်းဒီလောက်ရှင်းလက်နေတဲ့မျက်လုံးတွေနဲ့ငါသားကြီးရင်ကြည့်လိုက်စမ်းပါဦးဖေဖေကဆိုရင်ပြောမစုံတကယ်လဲတကုံကဖေဖေအသည် ငါသားကတကယ်ထွားထွားကြမ်းကြမ်းကြီးနဲ့ဖေအားကိုရမယ်ကောင်းွာဟုတ်တဖွားဖွားပြောမင်းတကယ်တော့ဖေဖေအားကိုအာသာရှိခဲ့တော့တကွန်းအကူကြီးကိုဖေဖေဘာမှမရခဲ့ပြီဆက်လေတစည်းလုံးနစ်မြုပ်ပြီးတော့ဖေဖေဘာဆုံးမသွားခဲ့ခြင်းနီးတကွန်းဆက်နေနေသားအရွယ်နှိမလိုက်အောင်ကိုလုံးထွားထွားကြီးနဲ့သားဖြစ်သူကိုတပွေးတပိုက်ဖိနေမေမေတတိလစ်မတန်ငိုသည့်နှင့်တချို့ကဖေဖေကို ငွေတွေနဲ့ပစ္စည်းပါအပိုင်ချ၍ဆက်လေးပါအစဖြောက်ပြကြတာလို့လို့မမေ့စီကိုတရင်လာပို့ပါတယ်ဆက်၍စုံစမ်းဖို့ပေါ့ဒါပေမဲ့လည်းမမေ့ဘက်မှာမမမမရက်တီလှုပ်ဆောင်ပေးမဲ့သူဘသူမှမရှိချစ်လင်နဲ့လုပ်ငန်းအကြောင်းပေါ်မှာဘာတစ်ခုမှမဆတ်စုခဲ့ မပါဝင်ခဲ့ဘူးဒီမမီနုနုနဲ့ဘဝလေးကစတင်ကြမ်းတမ်းလာခဲ့ပါတယ်စည်းဝါးဥစ္စာတွေချက်ချင်းကြီးမယုံနိုင်စွာပင်ပျောက်ပြဲကုန်ဆုံးခဲ့ပါတယ် အလိန်ခံရတာရီမလောက်တာမကင်တာလို့ပျက်စီးခဲ့ရတာရီသားသမီးတွေကိုတုံနေအောင်ချစ်တော်မိမိသည်သားသမီးမစင်းရဲအောင်ဟိုလူပြောလဲကောင်းတော့တော့နေငွေဆိုင်လူလိုက်ဒီမှာပြောလဲဒီမှာငွေဆိုင်နောက်ဆုံးတော့လူသာပန်း၍ငွေတွေအတုံးလိုက်အခဲလိုက်စုံမကုန်တာပဲအဖတ်တင်ခဲ့ပါရီညဘက်လူကြီးတိတ်ဆိတ်ဆိုရင်မေမေကြိတ်၍ငိုရနေတဲ့အတန်ကိုတကွန်တရေးနိုးတိုင်းကြားနေရပါရီ ။ဖပေဆုံးပြီးတော့နည်းနည်းနေပါကြသည်နှင့်မမေလည်းဆုံးပါသွားခဲ့ပါရဲ့။မမေသည်စိတ်ဆင်းရဲမှုအပေါင်းကိုဖုံးဖုံးပြီးပြီးကြိတ်ခံစားရင်းနဲ့မိဖို့တကားဝမှမူးလဲခဲ့ပါရဲ့။လုံးဝနလန့်မထူတော့စကားဟဟပင် မပြောနိုင်တော့သည်ထိမမေမှာအာအင်တွေကုန်ကန်းနေခဲ့တာအံဩစရာကြီးပဲ။အဲ့ဒီတော့ကလူကြီးတွေ ပြောဆိုဝေဖန်တာတွေကို တကုံတို့နားမလည်ခဲ့တာအမှန်ပဲမမေဆုံးကနေမှမမေမဆိုသူ တော်မြတ်မြတ်ရောက်လာခဲ့ပါတယ်။ဒီတိဖြစ်နေသလားညမလေး။ဟုပြောပြောဆိုဆိုဖဲ့ငိုပါတယ်။အားလုံးကိုမေမေမျက်လုံးကြောင်ကြောင်နဲ့ကြည့်လို့ဘာစကားမှမစိုးနိုင်ခဲ့။အရေးချိန်တို့ကမေမေမျက်ဝန်းတွေကိုတကုံနားလည်နိုင်ခဲ့ပါလေ။မေမေတို့တကုံတို့ပိုင်သည့်ဒီအင်ကြီးသည် တော်မြတ်မြတ်လက်ထဲကိုဘလို့မှရောက်လိမ့်မည်မဟုတ်သလို။တကုံနဲ့တက်လျားဆိုသည့်မောင်နှမသည်လေ။တော်မြတ်မြတ်၏အနှိမ့်ဆက်ခံ အနည်းငယ်မျက်ဘဝကို ရောက်မလာနိုင်ခဲ့ပါမိမိသည်ဒေါ်မြတ်မြတ်ကိုမနစ်မြှို့လွန်းစွာအစင်တစိုက်လိုက်၍အကဲခါတယ်လို့ရှိကဘာနဲ့သမီးကိုတခုခုပြောလိုဟန်နဲ့ခေါ်လိုဟန်နေပြတော့လူကြီးတွေကမိမိအနာမှာတကုံကို ထိုင်ခွင့်ပြုစုခွင့်ပေးကြပါတယ်မိမိဆုံးကောင်နေအချိန်ကြမှာမြစ်တာဆင့်နေကူညီခဲ့ကြတော့ပတ်ဝန်းကျင်သည်မိမိကိုဝိုင်းဝန်းလိန်ညာလက်စားခဲ့သည် လူတွေမှာဟုတ်ပါလိမ့်စား ညီမလေးကလည်းဆုံးသွားပြီဆိုတော့ဒီကလေးနီယောက်ကိုကျမကပဲတောင်းယူဆောက်ရှောက်ရတော့မှာပေါ့ခေါင်းစဉ်ကြီးကြီးတက်၍ဒေါ်မြတ်မြတ်ကတအိမ်လုံးကိုဝါးမြူလိုက်ပါတော့ရင်နောက်ဘယ်လောက်မှမကြလိုက်ပြစ်ထားခဲ့ရသောသူ့လုပ်ငန်းတွေကိုစိတ်မချဖို့အကြောင်းပြလျက်လက်ရှိတကုံတို့ပိုင်သောအိမ်နှင့်အတွင်းပြည်စီအတူထွာအားလုံးကိုရောင်းချပြစ်ခဲ့ပြီးတော့တကုံတို့လုံးဝမရောက်ဘူးမသိဘူးသောအရက်တစ်ကိုခေါ်ခဲ့ပါတော့ရင် ဂျန်နန်ကြောက်မွေးဖွယ်ဘဝဆိုးကြီးကိုစတင်ဝင်ခဲ့ရပါပြီ။တက်လျာလေးကိုအပြည့်မျိုးမျိုးရှာ၍ကန်ကြောက်ရိုက်နေပါရဲ့။အရွယ်လေးရှိနေပြီဖြစ်သည့်တကွန်ကိုကြတော့ထင်းတယ်လို့မလို့ရဲ့။တကွန်ကိုရမှာတက်လျာကိုသွေးထွက်အောင်ရိုက်တတ်သူ။တကွန်နဲ့ခွန်ကြီးခွန်ငယ်ဖြစ်ပြီးလားဆိုရင် အမလေးအရက်ကတို့ရဲ့မအေးသေးလို့ကုတူကိုသားလေးတွေတနာလို့ခေါ်ပြီးတော့ကျွေးမွေးတာ။ ခမကြီးကျုပ်ဦးနဲ့ခံကိုက်နေရကိုကြားလို့မှကောင်းရဲ့သားလားလူเจ้าမကောင်းသူเจ้าမကောင်းပြောပြပြီးတော့ငိုတက်သည်တော်မြတ်မြတ်နာမည်ကမြတ်ဆိုပေမဲ့လူကတော့အဝေစီတီစောင်းနေအောင်ရုပ်ကန်းလာသည်ဟုတကုံမြင်ပါတယ်တကုံတို့ဘဝအကြောင်းဘာမှမသိကြပဲနဲ့တော်မြတ်မြတ်အပြောနေတာကြားသိရတော့ပတ်ဝန်းကျင်အသက်ကဖြင့်တကုံကိုရိုင်းဆိုင်စော်ကားတော့လူโซလူချမ်းလေးဖြင့်နှကောင်းရှုပ်ကြပါတယ်အစားမဲလာတော့ညီမလေး ထမင်းချမ်းခိုးစားသည့်နေ့မှာပြဿနာစခဲ့ရပါတယ်။ညီမလေးနဲ့သူစာလုံး၍ကို့ဘာသာကိုမိဖို့လေးကိုဝင်ကထမင်းခိုးစားနေရသည့်နေ့လည်းနန်းနိုင်ငံ့ဖြစ်ပြီ။ခြေထောက်နဲ့နှောင်ကျောကိုခါဆောင်ဆောင်ကံပြစ်လိုက်မှုကြောင့်တက်လျက်လည်းထဲမှာထမင်းလုံးကလေးဖွာကနဲ့လွတ်ဆင်ကြလက်ထမင်းပကံဘောကိုမောက်လျက်လဲကျသွားရှာပါရယ်။ညီမအဖြစ်ကိုမျက်ဝါးထိထိမြင်လိုက်ရသည့်တကွတကူလုံးဆက်ဆက်တုံသွားပါရယ်။ ရင်ထဲမှာဒေါသတွေကမီးယူမီးပြန်းတွေလို့ငယ်တဲ့ဒီတဲဆောင်ကုန်ပါလေခမ ्याई သုံးပါကြီးတရေမကြီးအမလီသေးပါပြီလက်ထဲမှာစားနေတဲ့ထမင်းပကံလွတ်ခနဲ့မြောက်တဲ့သွားကတော်မြတ်မြတ်နဖူးဆောင်မှာဒုက္ခနဲ့ပြင်းထန်စွာထိ၍ကျမ်းမြေပေါ်ကြကခွက်ခနဲ့ကွဲကြည်သွားပါတော့လေအားလုံးအားလုံးရုပ်ရုပ်တဲတဲဖြစ်ကုန်ပါလေဒေါသကြောင့်တတိလိနဖူးတို့လိုဖြစ်သွားခဲ့တဲ့တကွန်အသိတွေပြန်ဝင်လာတော့ ကျော်မြတ်မြတ်ကသူ့လက်ထဲမှာသွေးအလင်းလေးနှာခမ်းမှာသွေးစာယူစီလေးရငိုယိုနေသည့်ညီမလေးမြားပြားလုံးသောလူတွေနဲ့သူ့မျက်နှာပေါ်ကိုကြားလာသည့်ရိုက်နေခြင်းများလူရန်ကားလေးတလေးဆန်ကောင်လေးခွေးလိုရိုင်းနေကောင်အားလုံး၏ဆဲဆိုသံများတကွန်းကိုအားလုံးကရဲစခန်းပို့ကြမိပြီဒီလိုတော့မလုပ်ကြပါနဲ့ရှင်အဲ့ဒီကောင်လေးကရိုင်းပေမဲ့သုံးသွားတဲ့ကျမညီမလေးမျက်နှာရှိပါသေးတယ်သူ့ကိုလိန်လို့လိန်မာသွားအောင် ရွာထက်ကဖုန်းကြီးကျောင်းမှာပဲအားထားလိုက်ပါမယ်။မောင်နှမနေအောင်လို့အဲ့ဒီမှာအားထားပေးပါ။ဒေါ်မြတ်မြတ်စကားတန်ကချိုးပေမဲ့ထိချက်လာပါရဲ့။အဒေါ်ဒီယောက်ကသဘောထားကြီးလာသည် လေးတံမျိုးထွက်ပေမဲ့ကျွေးမွေးထင်းထင်းချင်းမှအပီးတိုင်းစွန့်လွန်လိုက်ခြင်းပါရဲ့။တီတီတီဟူသောအတန်နဲ့တူဂျာကင်အိတ်ထဲမှာဆယ်လာဖုန်းလေးကိုထုတ်ကင်လိုက်ပါရဲ့။ဟယ်လို ပြောပါ ဟုတ်တကောမှာ တားလာရင်နိုးညံ့တိုးတဲ့ဒေသလေးဒီဒံကိုတကွန်ချက်ချင်းသိလိုက်ပါတယ်အန်တီမီကျွန်တော်တကွန်ပါအန်တီမီဘာပြောမလို့လဲသားစီကိုမနဲ့ကတတ်တဲ့တို့လာသွားတယ်ဆိုအန်တီသက်တယောက်တည်းပါ ဟုတ်လားသွားကြတော့အကူကြီးထက်မြတ်ပါပါသွားတာသားရဲ့မင်းတို့တို့ဘာတွေပြောသွားကြလဲအန်တီမီတီးပြီးသားပါကွယ် ဒါလည်းပြပြန်ပြီးတော့ပြောပြမနေပါနဲ့ဒိုင်မန်သားဘလို့ဆုံးဖြတ်မလဲဆိုတာအန်တီမေသိကျင်နေကွဖုံးကင်ထားတဲ့တကွန့်လက်တွေတင်းသွားပါတယ်အန်တီမေကအန်တီသက်တို့နေပိုင်ကေဟာမိသားစုဝင် ဖြစ်ပေမဲ့ဒန်းသူသဘောထားဆက်ဆံရွေးမရပါလေးလေးဆက်ကိုတိုင်းဒီအမတ်ကိုလေးစားချစ်ခင်သလုံးအမတ်ဖြစ်သူကလည်းလေးလေးဆက်ပေါ်မှာတသက်လုံးအနစ်နာခံရက်တီပေးခဲ့သူဆိုတော့တကွန်သည့်ခုတော့ခမည်း ိုတပိုင်းသိနေရှာသည့်ဒုက္ခိတအမျိုးသမီးကြီးတူဦးဖြစ်နေကြပါတယ်။ဒါလည်းသူ့ဂျေဇုရှင်ဘခင်ဦးဆက်ပိုင်တွေသောကမကင်းသည့်အဖြစ်တွေကြောင့်ဆိုနေလဲမမ။ဒါကြောင့်ဒီမကိုဦးဆက်ပိုင်အလေးထားသလိုတကုံကိုယ်တိုင်ကလည်းလေးစားတွေ့တာရပါသေးကြောင်းအန်ဒီမေပြောပါသား။ဒါအဆုံးဖြတ်ချက်ကိုသားဖို့ပွင့်လင်းလင်းပြောပါ။ကျွန်တော်ကလူငယ်ပါအန်တီမီဒါပေမဲ့သားတုံးတက်တိုင်းကြားကကိုင်ဘယ်လိုပဲဆုံးဖြတ်ဖြတ် တခုမဟုတ်တခု နာမှာပါပဲကျွန်တော်ကျေးဇူးရှင်ဖခင်ကြီးရဲ့ထိခိုက်နေနာမှုမျိုးဖြစ်လာနေတာမျိုးဆိုတော့အလေးထားချင်းချင်ရရေကြောင့်ဘာမှပြက်ပြက်သားသားမဆုံးဖြတ်နိုင်သေးဘူးတခုတော့ရှိပါတယ်ပြောလေသာဒေါ်ရင်မင်းပိုင်အတန်ကတဲ့ကြွရွှင်လန်းမှုတွေနဲ့တကွန်အန်ရှက်ကြိပါတယ်အားလုံးထဲမှာအန်ဒီမေကိုကျွန်တော်မိဘအတော်ရင်းလို့ခင်တွေ့ပါတယ်အန်ဒီမေတခုကိုဆန္ဒရှိတယ်ဆိုရင်ပြောပါ ဘလို့တိုက်တွန်းချက်ဖြစ်ဖြစ်ကျွန်တော်နားလည်ပြီးမှာပါ။အိုးဝမ်းသာလက်တာသားရဲ့သားပြောပါအန်တီမေအန်တီမေကိုနားလည်ရဆိုရင်အန်တီမေပြောပြရစီဟုတ်အားလုံးသောဂုံထွားဘိုင်းဝိုင်းတွေကိုဖယ်ထားပြီးတော့သားရဲ့ကျေးဇူးရှင်တယောက်ရဲ့မျက်နှာကိုငှက်ညာပါကွယ်အန်တီမေပြောချင်တာတာပါပဲသားစိတ်အနှောက်ရှက်ဖြစ်ရမယ်စကားမျိုးဖြစ်နေရင်အန်တီမေကိုခွင့်လွန်ကွယ်ဒါပဲကလေးရဲ့ နော်သိပါပြီတကုံဖုံးလေးကိုဒီတိုင်းပဲစပွဲလေးပေါ်ကိုချလိုက်ပါတယ်ဒီတကဘာလုံးမှာလေးလေးဆက်မရှိတော့လေသူလေးစားလိုက်နာမီပုတ်ကိုတယောက်တယ်သူသည်တော်ရင်မီပိုင်သာဖြစ်ချေပါတယ်သူမပြောယူစကားကို သူနားထောင်ရမီသူမဖြစ်စေချင်တာကိုသာ သူနားခံရမီတကုံဘာလို့ရတော်မီကိုတိလိုက်ပါပြီ ခွန့်လွန်တော်ညီမလေးလူကုန်တော်အတိုင်းဝိုင်းအဖက်စည်းတွေထဲမှာပဲ ြည်ကြည်တဲ့ချမ်းသာလုံးသည်တထေးကြီးတကွညမငယ်တွေသူချမ်းသာမှုတွေသည်အရာမဝင်တော့ဘူးလားငွေရှိလေပါမစို့ဖုံးလွှမ်းစီသည်ဆိုတော့လူတွေလက်သုံးစကောင်းတက်လျာညင်နွမ်းမှုတွေကိုအခုတော့ဘာနဲ့မှဖုံးပြေမရနိုင်တော့ဘီမောင်နှမတစ်ယောက်ရဲ့ဇိုးပြားလာသည်ကဲကြမှာကအကိုနဲ့နှမကိုမှရဲရဲဆက်ဆက်တွေ့ပြီးခဲ့ပုံသည် နောက်ထာမျက်နှာချင်းမဆိုင်ရဲလာဝဲလာပါလိုက်ခဲ့စမ်းပါမင်းညင့်နေတာတွေတက်သွားစီရမယ် သူ့မှာအောင်မြင်မှုတွေဇက်တိုက်ရလာခဲ့တာနဲ့မြမျိုးနွယ်စုတို့ရဲ့တိုက်ခိုက်မှုတွေကြောင့်မလွန်စွာစိတ်ညစ်ခဲ့ရပါတယ်။လေးလေးဆက်သေဆုံးခဲ့ပြီးမှပိုင်ဆိုင်လူတွေတက်ဆိုင်ကြောင့်တက်သေးပြလူတွေများလိုက်တဲ့ဆွေမျိုးစုတွေတကွာလေးလေးဆက်ရဲ့တွေ့ဝေစရာမလိုဘူးဆိုတဲ့မာကြားချက်တစ်ခုနဲ့နောက်မတွန့်စတဲ့ရင်ဆိုင်ခဲ့ရပါတယ်။ပိုင်ကရားနဲ့ပတ်သက်ပြီးတော့မင်းငါကြောင့်ဘာမှတွေ့ဝေစရာမလိုငါတော့မတွေ့ယူခဲ့ဘူး တကယ်လို့ငါမရှိရတော့ပါမင်းဆုံးဖြတ်ရရမယ်တဲ့ဒီစကားတစ်ခုနဲ့ပဲတကူပါသူတို့အပေါ်မှာဂျေစုကန်းတဲ့လူရင်းကလေးရဲ့ဥဆက်ပိုင်မရှိလို့အာခံနေဆိုတဲ့အပြောမျိုးကမရှားထိရွယ်မရှိတော့လရဲ့လုံသည်ကိုညီမလေးအဖြစ်ဆိုးကိုတကုံရင်နာလို့မစိုးအကူပြည့်သူတော့လိုက်တော့မည်ဆိုလို့သူဝမ်းသာလိုက်တာများစာဖွဲ့လို့ရမတယ်လားလေဒါပေမဲ့စိတ်ကူးလူတွေတော့ရေရှည်မကြခဲ့ တက်လျာသူမအခန်းလေးထဲမှာပင်တိတ်ဆိတ်စွာဆုံးပါသွားခဲ့လေပါတယ်။လောက်ရတဲ့ညီမလေးရဲ့တကုံမချီတင်ခဲ့ရေရွင့်နေအားလုံးရှိမှမျက်ရည်ပေါက်ပေါက်ကျခဲ့ပါတယ်။သူတို့မော်မအကြောင်းကိုပတ်ဝန်းကျင်အားလုံးမောင်းခတ်တယ်လို့တည်င်းကပြန်သွားပါတယ်။ဒါမှတကုံတန်ကိုဘလို့လူမျိုးကမှမေးမြန်းဆက်ဆူတာမျိုးမပြုလွန်စွာရင်းနှီးခင်မေလွန်သည့်မိတ်ဆွေတို့ကနားလေကြောင်းအားပေးစကားတွေပြောလာပါတယ်။ရိုင်းနေပဲဆိုဆို တကွန်ကောင်းမမနဲ့ရဲလိုက်ပါတယ်။ဂယုမဆက်ရင်တော့အရာပေါ့။လူတွေကကောင်းသတင်းဆိုရင်မျက်ွယ်ပြုတ်နေတတ်ပေမဲ့မကောင်းသတင်းဆိုရင်လက်တို့ခြေတို့အားရပါရပြောတတ်လာပါတယ်။ဘာပြောမလဲပြောကြပါစေ။တကွန်ဆိုသည့်ကောင်ကပတ်ဝန်းကျင်ကိုမျက်လုံးတစ်ချက်ဝစ်ကြည့်မယ်ကောင်မျိုးမလား။အားပြီးတော့လည်းမလိုပါဘူးဆိုတဲ့အကြောင်းခပ်ပွင့်ပွင့်ပဲညင်းပယ်ခဲ့ပါတယ်။တကွန်တို့ကဆွေတဲ့မျိုးတန်တွေကပါ။အစတွေကမျိုးရိုးမတန်တာမျိုးလည်းမဟုတ် ကဲဂျမားရဲ့လက်သေးချက်ကြောင့်လဲရကိုရတာကိုကိုကိုပဲအသည့်ဒါကိုဘလို့လူမျိုးကမှလိုက်လံရှင်းပြအတနာခံနေဖို့မလို့ဘေးတနာတာလဲတကုံမကြိုက်အဲ့ဒီစိတ်ကရင်ထဲမှာဟိုးငယ်တဲကပဲအခုတော့မုန်းမာသေးလူသည်ဘသူတွေဘာပြောမလဲဆိုပြီးတော့ကိုကိုကိုအရွက်တိုက်ခဲ့တဲ့ပတ်ဝန်းကျင်လေကိုလွတ်လာခွင့်ခံစားခွင့်နဲ့အားလုံးကိုပိတ်ပင်ခဲ့ပြီးတော့ပတ်ဝန်းကျင်ကိုကယူဆိုင်လို့သူတစုနှင့်ရှင်ပြရင်ဆိုင်နိုင်စွမ်းတော်လေ မရှင်ပြိုင်တော့သည်သွားလေသူတိရောက်ပေါ်ထိုးလာသည်လက်ညှိုးတွေကိုတကုံရင်ဆိုင်ရမည်ဒီအတွက်ကိုလို့ရမယ့်အလုတ်ကပါလေသွားလေသူကျေးဇူးရှင်ကြီးတို့တကုံမာနာတွေခံစားချက်တွေအားလုံးကိုပေးစာရပါတော့မယ်ဟုတ်ကဲ့ပါဇလန်းလေးကိုဒီမှာတင်ခိတ္တရနာခွင့်ပြုပါခင်ဗျာ နောက်ပိုင်းတွေမှာပြန်လည်ပြီးတော့ส่งတွေ့ကြပါမယ်ခင်ဗျာ အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ